်မင်္ဂလာပါရှင်ခေတ္တတရင်ဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဗမော်တွင်စစ်ရဟတ်ယင်နှစ်စင်း KIA ပြချတစည်းပြချပြီးတစည်းအရေးပေါ်ဆင်းသက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗမော်စစ်မြေပြင်သို့လာရောက်သောရဟတ်ယင်များတော်လည်ရင်အင်အားစုကပြစ်ခတ်သဖြင့်ထိခိုက်သွားသည်ဟု KIA ကပြောပါတယ် ကချင်ပြည်နယ်တောင်ပိုင်းပမော်မြို့တွင်စစ်ကောင်စီ၏ရဟတ်ရင်နှစင်းကိုယနေ့နိုဝင်ဘာ9ရက်မွန်းလွဲတွင်ပြစ်ချနိုင်ခဲ့ပြီးဒစီအရေးပေါ်ဆင်းသက်ခဲ့ရသည်ဟုကချင်လွတ်လပ်ရေးတပ်မတော် KIA ထံကသိရပါသည်။မွန်းလွဲတနအိခန့်ကတိုက်ပွဲပြင်းထန်နေသည့်ပမော်မြို့ပေါ်ကိုစစ်ရဟတ်ရင်သုံးဆင်းဆင်းလာသည့်အတွက် KIA နှင့်ကချင်ဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကဝိုင်းဝန်းပစ်ခတ်ခဲ့ကြပါသည်။ရဟတ်ရင်နှစင်းထိမှန်သွားပြီးဒစီမှာ ဗမော်မျိုးနှင့်ရွှေကူမျိုးကြားဒေါ်တွင်း၌ပြတ်ကျသွားပြီးဒစီမှာရွှေကူမျိုးတွင်အရေးပေါ်ဆင်းသက်ခဲ့ရတဲ့ဟု KIA ပြန်ကြားရေးတာဝန်ခံပုံမူကြီးနော်ဘူးကပြောပါရယ်။ရဟတ်ရင်၃စီးစင်နာကိုကျွန်တော်တို့တပ်ပေါင်းစုဘက်ကနေဝိုင်းပြလို့အဲ့ဒီရဟတ်ရင်၂စင်းထိတဲ့ပုံစံရှိပါတယ်ဟုပုံမူကြီးနော်ဘူးကဆိုပါရယ်။၃စီးစင်တဲ့အထက်က၂စီးထိတယ်တစည်းကတော့တောထဲမှာကြာသွားတယ်တစည်းကတော့ရွှေကူဘက်မှာအေးပေါ်ဆင်းသွားတယ်ဆိုတာပထမကနက်ဦးသတင်းကြားရပါတယ် အဆိုပါယဟန်ယံတစင်းကမူအကောင်တိုင်းပြန်လည်ထွက်ခွာသွားနိုင်ခဲ့တယ်ဟုသိရပါတယ်။ပြတ်ကျတဲ့ယဟန်ယံမှာရွှေကူမျိုးအရှိတ်15မိုင်ခန့်ဝေးသည့်တော်တွင်းတနေရာဖြစ်ကြောင်း KIA ကအတည်ပြုသလိုထိခိုက်သွားသည့်ယခန်ယံမှာရွှေကူမျိုးတွင်ဆင်းသက်သွားသည်ဟုသိရပါတယ်။ရှဟဟင်များပြစ်ချခံရမှုနှင့်ပတ်သက်ပြီးဗမော်စစ်မြေပြင်ရှိတော်လန်ရေးထုံတပ်ဖွဲ့ဝင်များကိုကိုးကားပြီး KIA နဲ့နီးစပ်သူဒေသခံအမျိုးသားတအုပ်ကလည်းအတည်ပြုပါရယ်။တစည်းကတော့ပြတ်ကြတစည်းကတော့အရေးပေါ်ဆင်းသက်တယ်တဲ့ ထိတော့ထိတယ်တဲ့ဒါပေမဲ့အဲ့ဒီနေရာတွေကအရေးပေါ်ဆင်းသက်တာဆိုရင်တော့မလွယ်တော့ဘူးအဲ့ဒီနေရာတွေအကုန်လုံးကကျွန်တော်တို့ဘက်ကတိန်းထားတဲ့နေရာဆိုတော့ပိုင်းလော့သေးဖို့များတယ်ဟုအဆိုပါသတင်းရင်းမြစ်ကပြောပါတယ်ဗမော်မျိုးကို KIA အရကတက်တော် AA KBDF နဲ့အခြားပူပေါင်းတပ်များကပြီးခဲ့တဲ့နှစ်ဒီဇင်ဘာ၄ရက်မှစတင်ကမျိုးသိမ်းတိုက်ပွဲဆင်နွှဲနေခြင်းဖြစ်ပါတယ်မျိုးပေါ်နေရာအများစုနှင့်စခန်းများပြားကိုလက်လွတ်ထားရသည့်စစ်ကောင်စီတပ်က ဗမော်မြို့ကိုလက်မလွတ်ရရည်အပြင်းထန်ခုခံနေရာလေကြောင်းမြေဒရုန်းများကိုအသုံးပြုပြီးဖုံးကျဲခြင်းစစ်ကူရိတ်ခါနှင့်လက်နက်ခရမ်းများပို့ဆောင်ခြင်းများပြုလုပ်နေပါတယ်။နိုဝင်ဘာလ6ရက်နေ့9ရက်နေ့များကလည်းစစ်ကောင်စီတပ်ကလေကြောင်းမှဖုံးကျဲတိုက်ခိုက်မှုကြောင့် KIA တပ်ပေါင်းစုကဲထုတ်နေသည့်ဒေသခံစစ်ရှောင်း18ဦးသေဆုံးပြီး30ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ KIA သည်အာနာသိန်းစ2021မေ3ရက်ကလေးကကချင်ပြည်နယ်မုံမောက်မြို့နယ်မြို့တစ်နှင့်ကုန်းလောကြားအတွင်စစ်ရဟတ်ရင်တစ်စင်းကိုပြစ်ချနိုင်ခဲ့ပါတယ်။ ်ထို့သောပြစ်ချခံခဲ့ရသဖြင့်လေတက်မှအရာရှိစစ်သည်သုံးဦးဆုံးရှုံးသည်ဟုမေလ9ရက်နေ့သတင်းစာရှင်းလင်းပွဲတွင်စစ်ကောင်စီတာဝန်ရှိသူကထုတ်ဖော်ဝန်ခံခဲ့ပါသည်ထို့တူရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်မြို့နယ်နန်းဖက်ကရင်ဘုံလာကျဲသည့်စစ်ကောင်စီတိုက်လီရင်တစင်းကို2024ဇန်နဝါရီ16ရက်တွင် KIA ပစ်ချနိုင်ခဲ့ပါသည်။ KIA ကဲ့သို့တော်လိုင်းရေးတပ်များကလည်းစစ်ကောင်စီလေယာဉ်များကိုပစ်ချနိုင်ခဲ့သည့်ဖြစ်ရပ်များရှိခဲ့ပါသည်။2023နိုဝင်ဘာလအတွင်းကရင်ဒီဒေသကယားပြည်နယ် ခရူဇုံမြို့နယ်အတွင်းတိုက်လေယာဉ်တစ်စင်းပစ်ချခံရကာလေယာဉ်မှုပုံမှုကိုတော်လှန်ရေးအင်အားစုများကဖမ်းဆီးထားပါတယ်။ထို့သူ2023ဇူလိုင်ကလည်းကယင်းဒီဒေတာဖော်လက်ခဲမှုနယ်တွင်စစ်လေယာဉ်တစ်စင်းကိုဒေတာအခြေစိုက်တော်လှန်ရေးအဖွဲ့ကပစ်ချနိုင်ခဲ့ပါတယ်။2024နိုဝင်ဘာ10ကလေရခိုင်ပြည်နယ်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခတရှိရာအမ်မျိုးတို့လာသည့်စစ်ရဟတ်ရင်တစင်အရကတက်တော် AA ကပြစ်ခတ်ခဲ့တဲ့ပြင်မကွေးတိုင်းအတွင်အရေးပေါ်ဆင်းသက်ခဲ့ရပါတယ် ဆက်လက်ပြီးမိုးပြင်းမြို့တွင်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကအထိနာသဖြင့်လေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်နေကရင်ပြည်တွင်စစ်တပ်ကစစ်မျက်နှာ၅ခုဖွင့်ကအပြင်းထန်ထိုးစစ်ဆင်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်ပြည်ရှမ်းကရင်ပြည်နယ်စပ်မိုးပြင်းမြို့အနီးတွင်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကအထိနာသဖြင့်လေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းကရင်ပြည်တော်လှန်ရေးစစ်ရေးသတင်းရေးမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။ ရှမန်နီနိုဝင်ဘာလ9ရက်နေ့နဲ့ပိုင်းမိုးပြင်းမြို့အပြင်ဘက်တို့အကြမ်းဖက်စဉ် PNO ပူပေါင်းတပ်ဖွဲ့ကစစ်ကြောင်းထိုးလာတဲ့ပြင်ခရင်နီတော်လန်ရေးပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာတနီကုံတိုက်ပွဲပြင်းထန်ခဲ့ပြီးအကြမ်းဖက်စစ်သားများထိခိုက်ဒေဆုံးမှုများပြတဲ့ပြင် Jet Fighter ဖြစ်တဲ့ဂျိန်ဘုံကျဲတိုက်ခိုက်ခဲ့ကပြစ်ခုပေးခဲ့ကြောင်းသိရပါတယ်။စာခါတွေဘလောက်တည်တယ်လဲဆိုတာတော့အတိအကျမသိရဘူး။ထိခိုက်မှုကတော့များတယ်။အဲ့ဒါကြောင့်မလို့လက်နက်ကြီးတွေနဲ့လည်းပတ်ထုတယ်၊လေယာဉ်နဲ့လည်းလာကျဲတာ ထိတွေ့မှုကနေတိုင်းလဲရှိနေတာပဲတနာယီကြာထိထိတွေ့မှုဖြစ်လိုက်နှစ်နာရီကြာထိတွေ့မှုဖြစ်လိုက်နေနေတိုင်းနှိပါဖြစ်နေတာဒါပေမဲ့ဒီမနက်ကတော့စောစောစီးစီးကနေနေ့လယ်အထိထိတွေ့မှုရှိနေတာအထိနာသွားလို့ညနေပိုင်းမှလက်နဲ့ကြည့်ပြီးရှောက်ပတ်ထုနေတာလေရင်နဲ့လဲနှစ်ခေါက်လာကျဲသွားတယ်ဟုကရင်တော်လန်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ် ရှမ်းကယင်နီနယ်စပ်မိုးပြဲမြို့လိုက်ကောဒီမော့ဆိုဖရူဆိုနေဘော်လက်ခဲမြို့နယ်တို့တွင်အထံဖက်စစ်ကောင်စီတပ်ကစစ်မျက်နှာ၅ခုဖွင့်က PNO ပြည်သူ့စစ်များစစ်မှုရတပ်သားများကိုရှေ့တန်းမှလူသားတိုင်းကအဖြစ်အသုံးပြုကာထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသဖြင့်နေစဉ်တိုက်ပွဲပြင်းထန်လျက်ရှိကြောင်းသိရပါသည်ဆလပီရေစကြိုမျိုးအနီလန်ခင်းလုံကျုံရေးယူနေသည့်စစ်တပ်ကိုမိုင်းဆွဲမှုဗိုလ်တအူးအပါဝင်စစ်သား၃ဦးသေဆုံးစစ်တပ်ပြစ်ခတ်မှုကြောင့်ပြည်သူများတရားရရှိပြီးနေအညာမီရှုခံရတဲ့ဆိုတဲ့တဲ့တင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ် မကွေးတိုင်းရေစကြုံမြို့အနီးတွင်လန်ကင်းထွက်ယူသည့်စစ်တပ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာဗိုလ်တအုပ်အပါဝင်စစ်သား၃ဦးသေဆုံးခဲ့ကြောင်းရေစကြုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်ရှမနီနိုဝင်ဘာလ9ရက်မွန်လယ်2နာရီဝင်းကျင်ခန့်အချိန်ရေစကြုံမြို့နယ်အခြေစိုက်ခလာရ256 259 258တရင်တုံကူမှဖူပေါင်းကအင်အား90ခန့်ဖြင့်ရေစကြုံမြို့နယ်တရင်တုံကူကြားရှိပေကုံကြီးပါရေတကာအနီး၌လန်ခင်းယူနေစဉ် မိုင်းခွဲအတွင်ဝင်ရောက်လာသည့်စစ်သား30ဦးကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာနှစ်ဖွင့်ပေါ်တအူးနှင့်တပ်သား2ဦးစုစုပေါင်း3ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရပါတယ်။ခါလာရ256 259 258တပ်3တပ်ကနေပေါင်းပြီးတော့လန်ကင်းယူတာရေစကြုံမျိုးနဲ့တက်တွေကြားထဲမှာပေကုံးရွာဆိုတာရှိတယ်။ကာလန်ပေပဲအဲ့ဒီရွာနာမှာရေတကားရှိတယ်။အဲ့ဒီနေရာမှာစခ90လောက်ကလန်ကင်းလာယူတာအဲ့ဒီထဲကမှ10ယောက်လောက်ကကျွန်တော်တို့မိုင်းနှားကိုရှက်နေတာ။ ဲ့ဒီရက်နေ့တဲ့၁၀ယောက်ကိုမိုင်းဆွဲလိုက်တာနှစ်ဖွင့်ဖို့နဲ့တပ်သား၂ယောက်အလုံးပေါင်း၃ယောက်သေးတာအဲ့ဒီလန်ကမကြာခဏယူတယ်မြို့အထွက်နဲ့တက်ကြတဲ့ကိုကျွန်တော်တို့အမြဲတမ်းလုံးနေကြဆိုတော့လန်ကင်းမကြာခဏထွက်တယ်မြို့ပေါ်နဲ့တက်ကိုအကြီးအကဲတယောက်ကူးမယ်ဆိုရင်လန်ကင်းယူနေကြဟုရေစကြိုမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖကဖမတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောပါတယ်အဆိုပါတိုက်ခိုက်မှုကရေစကြိုမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖကဖမရဲဘော်များကလှုံ့ဆော်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိကိမ်းဖြစ်ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ် ထို့သောမိုင်းဆွဲတိုက်ခိုက်ခံရပြီး15မိနစ်ခန့်ကြာပြီးနောက်အကြမ်းဖက်စစ်ကောင်စီတပ်ကလက်နက်ကြီးလက်နက်ငယ်များဖြင့်အနီးအနားပတ်ဝန်းကျင်ကိုရန်တမ်းပစ်ခတ်ခဲ့ရာပြည်သူနှုတ်ဦးမစိုးရင်ရထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထို့ပြင်မိုင်းဆွဲခံရသည့်နေရာအနီးရှိ ပြည်သူနေအိမ်၃လုံးကိုလည်းအကြမ်းဖက်စစ်သားများကမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးအကြံဖက်စစ်တပ်ကြောင့်မြန်မာပြည်သူများမှာဒုက္ခဆင်းရဲများခါးစီးခံနေရ၍ခုလသမဂ္ဂအနေဖြင့်မပြတ်ကွက်သွင်းဟုတမ္မကြီးဦးတော်မိုးထွန်းပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ် စစ်အာဏာသိမ်းထားသောမြန်မာနိုင်ငံတွင်အကြမ်းဖက်စစ်တပ်ကြောင့်မြန်မာပြည်သူများမှာဒုက္ခဆင်းရဲဝင်ထားများကိုခါးစည်းခံရ၍ကုလသမဂ္ဂအနေဖြင့်မပြတ်ကွက်တဲ့ကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမတ်ကြီးဦးကျော်မိုးထွန်းကပြောဆိုလိုက်ပါတယ်။နိုဝင်ဘာလ6ရက်နေ့အမေရိကန်ပြည်တော်စုမြို့ရမြို့တွင်ပြုလုပ်သောကုလသမဂ္ဂလူမှုရေးလူသားချင်းစာနာထောက်တာမှုနှင့်ရင်ကျေးမှုကော်မတီတွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးဤနှစ်စဉ်အစည်းအဝေးခန်းစားအားအပြန်အလှန်ဆွေးနွေးသည့်အစည်းအဝေး၌ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်တပ်မတ်ကြီးဦးကျော်မိုးထွန်းကအထက်ပါတိုင်းပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။စစ်အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံတွင်ဖြစ်ပွားနေတဲ့နေရက်စွန့်ခွာထွက်ပြေးတိမ်းရှာမှုအကျက်တဲသည့်စေအုပ်စုမှစနစ်တကျတွက်ချက်ကျူးလွန်ခဲ့သည့်ရက်ဆက်ကြမ်းကြုတ်မှုတစ်ခုဖြစ်လာကြောင်းဤသို့လူကားလုတ်သည့်အကျက်တဲဤကြီးထွားမှုပမာဏသည်အလွန်အလွန်ကြီးမားကြောင်းပြည်သူများအထူးသဖြင့်အမျိုးသမီးများ၊မိန်းကလေးငယ်များနှင့်ကလေးသူငယ်များအနေဖြင့်မှန်စမရနိုင်သောဒုက္ခဆင်းရဲဝေဒနာများကိုခါးစည်းခံရကြောင်းတတ်မှတ်ကြီးကထောက်ပြပါရယ် အချို့သောပြည်တွင်းနေရစွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူများမှလည်းအွန်လိုင်းလိမ်လည်မှုများနဲ့လူနှစ်မှုရေးဆေးဝါးကုန်ကူးခြင်းတို့အပါအဝင်နေဆက်ဖြတ်ကျော်မှုကင်းများဤသားကောင်များဖြစ်လာခဲ့ရကြောင်းရာဇဝတ်မှုများကိုကျူးလွန်လျက်ရှိသည့်ရာဇဝတ်သားများကမှပြည်တံကင်းလွန်ခွင့်အားဆက်လက်အကျိုးခံစားကာဆိုးရွားသောရာဇဝတ်မှုများကိုကျူးလွန်စေကျူးလွန်မြဲဖြစ်ကြောင်းရခုအခါဆေးအုပ်စုသည်၎င်းတို့ကျူးလွန်ထားသည့်ရုံးမှမှုများကိုဖုံးကွယ်ရှောင်လွှားနိုင်ရန်အထူးရောက်ရွေးကောက်ပွဲလမ်းစဉ်ကိုကြိုးပမ်းနေကြောင်း အတူရောင်ရွေးကောက်ပွဲသည်တရားဝင်မှုအလင်းမရှိအလေအညာလုပ်ငန်းစဉ်တစ်ခုမျှသာဖြစ်ပြီးအကြံဖတ်မှုများနှင့်မတည်ငြိမ်မှုများကိုပုံမတိုးပွားစေနိုင်ကြောင်းနောက်ဆက်တွဲအနေဖြင့်ဒုက္ခသည်များနှင့်ပြည်တွင်းနေရဆွန့်ခွာထွက်ပြေးတိမ်းရှောင်သူများကိုသာတာ၍တိုးပွားလာစေမည်ဖြစ်ကြောင်းတမ်မတ်ကြီးကရှင်းပြပါသည်ကုလသမဂ္ဂအနေဖြင့်မြန်မာပြည်သူများအပေါ်မပြတ်ကွက်တဲ့ကြောင်းပြည်ထနာဤစင်းမြအဖြစ်ရှင်းမှသာလျင်အဖြစ်ကိုရှာဖွေနိုင်မည်ဖြစ်ပြီးမြန်မာနိုင်ငံ၏အကြက်တဲ့အတွက်ရေရှည်တည်တံ့သည့်နီလန်းရှာဖွေနိုင်ရန် ိုင်ငံတကာအတိုင်ဝန်ကုလသမဂ္ဂနှင့်အေဂျင်စီများကအမျိုးသားညီညွတ်ရေးအစိုးရအပါအဝင်ပါဝင်ပတ်သက်နေသည့်အဖွဲ့အစည်းပုဂ္ဂိုလ်များအလုံးနှင့်ယူသားစွာထိတွေ့ဆက်ဆံရေးကအလွန်အရေးကြီးပါကြောင်းတမ်မတ်ကြီးဦးကျော်မုံထွန်းကသတိပေးပြောကြားခဲ့ပါသည်။2025ခုနှစ်နှစ်လပိုင်းအထိရရှိထားသောကိန်းဂဏန်းများအရာပြည်တွင်းနေရွက်ဆွန့်ခွာထွက်ပြေးတိမ်းရှောင်သူ၃တသမ၅တန်းကျော်အထိမြင့်တက်လာခဲ့ပြီးဒေတာရင်း၌လည်းဒုက္ခသည်နှင့်နိုင်ငံရေးခေါလုံွက်လျှောက်ထားသူ၈တသမ၅၈တန်းအထိထပ်မံတိုးပွားလာလျက်ရှိကြောင်း ုက္ခတဲ့ဥယေဒီရေကဲ့သို့အတိုင်းအဆကြီးမားစွာမြင့်တက်လာခြင်းမှာစေုပ်စုဤအလုံးအမင်းရက်ဆက်သောမြေလံစနစ်ကြောင့်ဖြစ်ကြောင်းစေုပ်စုကကျူးလွန်တဲ့လေကြောင်းပုံကျဲတိုက်ခိုက်မှုများလက်နက်ကြီးများဖြင့်တိုက်ခိုက်မှုများနှင့်ကြေးရွာများကိုဖျက်ဆီးမှုများကြောင်းအချို့သောကြေးရွာနေပြည်သူများအနေဖြင့်ရွာလုံးကျွနေရဆုံးခွာသူများဖြစ်လာခဲ့ရကြောင်းတမ္မတ်ကြီးကဆက်လက်ပြောဆိုပါတယ်မြန်မာနိုင်ငံအတွင်းဒုက္ခသည်လူဦးရေစုစုပေါင်း50ရာခိုင်နှုန်းဖြစ်သောအမျိုးသမီးများနှင့်မိန်းကလေးငယ်များအနေဖြင့် ကြားမှအခြေပြုအကြံဖတ်မှုများလိမ့်ပိုင်းဆိုင်ရာအမျက်ထုတ်မှုများနှင့်လူကုန်ခူးခံရသည့်ကြီးမားသောအန္တရာယ်တို့ကိုရင်ဆိုင်နေရကြောင်းဒုက္ခသည်လူဦးရေစုစုပေါင်း40ရာခိုင်နှုန်းဖြစ်သောကလေးသူငယ်များအနေဖြင့်လည်းကြီးမားသောစိတ်ထံရများကိုအန်တုနေထိုင်နေရကြောင်းခမ်းမန်းအပြင်6တန်းခန့်သောကလေးသူငယ်များမှလူသားချင်းစာနာထောက်ထားမှုအကူအညီများကိုအရေးပေါ်လိုအပ်လျက်ရှိကြောင်းနေရဆုံးခွာထွက်ပြေးတင်းရှောင်မြရသည့်ကလေးသူငယ်များ၏ကြောင်းနေမှုနှုန်းမှာတိတိတတ်တာကြာဆင်းခဲ့သည့်ဖြင့် အဆိုပါမျိုးဆက်အားပညာရေးဆုံးရှုံးစေကြောင်းတစ်ဖက်တွင်လည်းစေုပ်စုဤအာဓမ္မတတဆုဆောင်မှုနှင့်စစ်မှုရန်စေခြင်းရန်ဆွဲတို့ကြောင့်လည်းထိရှလွယ်လျက်ရှိကြောင်းအခြားတစ်ဖက်တွင်လည်းကလေးငယ်တတန်းကျော်မှ၎င်းတို့အတွက်လိုအပ်သောပုံမှန်ကာကွယ်ဆေးများထိုးခွင့်အခွင့်အရေးကိုပင်ဆုံးရှုံးကာကာကွယ်နိုင်သည့်ရောဂါများအကြုံအယုံပြန့်ပွားလာနိုင်သည့်ဘေးအန္တရာယ်ဆိုးနှင့်လည်းရင်ဆိုင်နေရကြောင်းတတ်မှတ်ကြီးကရှင်းပြပါသည်